တိုက်ရင်စီယုံစီယုံရင်တိုက်နဲ့ပြင်ဆင်လာတဲ့စစ်တပ်ရဲ့ view ဟာပြီးခဲ့တဲ့ရက်ကကြောင်မဲမြို့ကိုစစ်ကောင်စီဘက်ကတိမ့်ပိုက်ပြီးနောက်ပြည်သူတွေကစစ်ကောင်စီစစ်ကြောင်းတွေကိုဝမ်းသာအားရကြိုးစုံနေကြတဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးဒါဟာအမှန်တကယ်ပဲဟုတ်လားဆိုတဲ့မေးခွန်းမျိုးဒေါ်လန်ရဲ့ပြည်သူတယောက်စီကအမေးခံခဲ့ရပါတယ်။သူပြတဲ့ဗီဒီယိုဖိုင်နဲ့ဓာတ်ပုံတွေကိုနောင်ချိုကြောင်မဲတီဘောတကြောကိုစစ်ကောင်စီထိုးစစ်ဆင်တဲ့ကာလတလျှောက်လုံး စစ်တပ်ဝါဒဖြန့် channel တွေကနေအမြဲတင်နေတာကြောင့်ကျွန်တော်ကိုယ်တိုင် မြင်ဘူးတွေ့ဘူးသာဖြစ်နေပြီးသားပါဒီပုံလေးကိုဒီဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးကိုယ်လက်လန်းမိသလောက်ပြည်ပြင်းနဲ့အနီးဆက်ဆုံးမှာရှိနေတဲ့ဒေါ်လာရင်းတပ်ဖွဲ့တွေကိုသာမကဤသူတွေကိုပါတိမိခောက်မိသလောက်စုံစမ်းကြည့်တော့ဒါတွေဟာအမှန်တကယ်မြေပြင်မှာဖြစ်နေတဲ့အရာလို့လည်းသိရပါတယ်ဒီနေရာမှာကျွန်တော်တဦးရဲ့အမြင်ရဆိုရင်အဆိုပါဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးဒါဟာစစ်တပ်က တသက်သူတို့ကိုပြည်သူကထောက်ခံနေပါတယ်ဆိုတဲ့သဘောမျိုးရအောင် ပုံဖော်ဝါဒဖြန့်နေပါတယ်ဆိုတဲ့ခေါင်းစဉ်မျိုးရအောင်မျက်စိမိတ်ညှင်းဆန်နေတာတဲ့စာရင်ဘာကြောင့်ခုလိုဖြစ်ရတာလဲဘာတွေကို ပြင်ဆင်ဖို့လိုပြီးဘာတွေကိုသင်ခန်းစာယူရမလဲဆိုတာမျိုးကိုအလေးထားစဉ်းစားသင့်တယ်လို့ထင်ပါတယ်စစ်တပ်ကလက်တလော၎င်းတို့လေးတာခဲ့တဲ့ရှမ်းမြောက်ကိုထိုးစစ်ဆင်ရမှာစစ်ရေးနိုင်ငံရေးနေလန်းတွေကိုသာမကဘဲဒေသခံပြည်သူတွေနဲ့တော်လိုင်းအင်အားစုတွေကြားအနေငယ်ပုတ်တိုင်းမှုတွေဖြစ်ပွားခဲ့တဲ့ အကြောင်းလေးတွေမှာအစအခွင့်ကောင်းယူကာပြည်သူတွေကို စီလုံးရေးနီလန်းတွေကိုပါအသုံးပြုပြီးထိုးစစ်ဆင်ခဲ့တယ်လို့ဆိုကြမှာတယ်အားလုံးသိတဲ့အတိုင်း30နှစ်ခုစစ်ဆင်ရေးပထမလိုင်းမှာကောဒုတိယလိုင်းတွေမှာပါရှမ်းမြောက်ဟာတော်လေးစီရေးအခြေအနေကောင်းခဲ့ပြီးရှမ်းမြောက်တခွင်လုံးနီးပါးစစ်တပ်လက်အောက်မှလွတ်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့လည်းဒီနေရာမှာကျွန်တော်တို့ထက်တွက်စဉ်းစားဖို့လိုတာဟာရှမ်းမြောက်တခုလုံးစစ်တပ်လက်အောက်မှလွတ်မြောက်လူနီးပါးဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းလူမျိုးရဲ့အဓိကလက်နက်ကိုင်တပ်ဖွဲ့ SSPB ရဲ့ပါဝင်မှုအခမ်းအနားဟာမရှိသလောက်ပဲဆိုတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်။ဒါကြောင့်စစ်တပ်လက်အောက်မှလွတ်မြောက်ခဲ့တဲ့ရှမ်းမြောက်ဒေသတွေကိုစစ်အတွင်းအုပ်ချုပ်ရေးလေဟာနယ်မှာဖြစ်စေရေးအတွက်တိုက်ယူခဲ့တဲ့တော်လှန်ရေးအဖွဲ့တွေကအုပ်ချုပ်ရေးဌာနမှာဝင်ရောက်လုက္ကင်ခဲ့တာတွေရှိပါတယ်။ထူးသဖြင့်လာရှိုးအောက်ဘက်ရှမ်းမြောက်ဒေသအကုန်လုံးနှိပါးကလွတ်မြောက်သွားခဲ့တဲ့ဒေသတွေကို ဒီ NLA အုပ်ချုပ်ရေးနေရာမှာဝင်ရောက်တာဝန်ယူခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ရှီရင်ဆွဲဒေတာပြည်သူလူထုနဲ့အုပ်ချုပ်ရေးတာဝန်ယူထားတဲ့တပ်ဖွဲ့တွေကြားအကြောင်းမျိုးမျိုးခေါင်းစဉ်မျိုးမျိုးနဲ့ပေါ်တိုင်မှုတွေပြိပက္ခဖြစ်ပွားမှုတွေကိုတွေးကြရပါတယ်ဒီလိုပေါ်တိုင်မှုတွေနဲ့ပတ်သက်ပြီးယခုချိန်မှာဘယ်သူမှန်တယ်ဘယ်သူမှားတယ်လို့မပြောလို့ပေမဲ့စစ်တပ်ဟာရှမ်းမြောက်ထိုးစစ်မှာတော့ဒေတာကန်တွေနဲ့ပြည်သူတွေရဲ့ကြားအဲ့ဒီအကွဲအကြောင်းလေးကိုတေချာအသုံးချသွားတယ်ဆိုတာကိုဆိုချင်ပါတယ် ါကြောင့်လဲဆိုတော့ရှမ်းမြောင်နဲ့ပတ်သက်ပြီးစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးကိုဒီဇိုင်းမမဲ့ပုံဖော်ပေးနေတဲ့ကျော်စိုးဦးကျော်မျိုးမင်းတို့လိုလူတွေကအထက်မှပြောခဲ့တဲ့ပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေဂျာကပြိပက္ခကိုကြီးတဲ့ကြီးအောင်ခဏခဏပုံဖော်နေသလိုမြေပြင်ကတချို့ရွာတွေဆိုရင်လဲရှမ်းမြောက်ဒေသခံတွေကိုတရားနယ်လေးကိုလက်မခံဖို့စစ်တပ်ဝင်လာရင်မကြောက်ဖို့နဲ့စစ်တပ်အခေါ်တောင်းညမ်းသူတွေမရှိရင်ဘုံကျဲမှာမဟုတ်တဲ့အကြောင်းကိုညီမျိုးစုံနဲ့စစ်တပ်ဟာသတင်းစကားပေးခဲ့ပါတယ် မန္တကယ်လဲနောင်ချိုကြောင်မဲနဲ့တီဘောလိုတိုက်ပွဲတွေမှာတချို့သောဒေသခံတွေဟာတိုက်ပွဲကာလအတွင်းမှာကို၎င်းတို့ယွာနီမှာရှိတဲ့တော်လန်ရေးတပ်ဖွဲ့တွေရဲ့စခန်းတွေကိုဖယ်ခိုင်းတာတွေစီရေးရရေးကြီးပါစီ၎င်းတို့ယွာတွေအတွင်းမှာခြေပြုတာကိုခွင့်မပြုတာတွေနဲ့နောက်ဆုံးစစ်တပ်စစ်ကြောင်းတွေကိုတောင်မှပန်းတဲ့ဂျူတာမျိုးတွေလှုပ်ဆောင်ခဲ့တယ်လို့တွေ့ရပါတယ်။ဒါဟာအထက်မှပြောခဲ့သလိုဒေသခံတွေတော်လန်ရေးတပ်ဖွဲ့တွေဂျာကပို့တိုင်မှုကိုစစ်တပ်ကဂျာထဲမှာအမြဲထုတ်သွားခြင်းဖြစ်ပြီး လူလက်နဲ့အင်အားတာလွန်နဲ့စစ်တဲ့အတွေ့ပြည်သူလူထုစီကရရှိလိုက်တဲ့အကျိုးမြတ်ကလည်းတော်လန်ရေးခြေနေကိုပြောင်းလဲသွားစေနိုင်လောက်တဲ့အထီးကိုရိုက်ချက်ပြင်းထန်ခဲ့ပါတယ်။ဆိုတော့ကကနအူးပြောခဲ့သလိုပြည်သူနဲ့တော်လန်ရေးတပ်ဖွဲ့တွေဂျာကပို့တိုက်မှုတွေကိုစစ်တပ်ကရှမ်းမြောက်မှာခွင်ကောင်းယူပြီးအမြတ်ထုတ်ခဲ့သလိုပဲအခြားသောစစ်မျက်နှာတွေမှာလည်းအလားတူပုံစံမျိုးပြုလုပ်လာနေတာကိုလည်းတွေ့လာနေရပါပြီ။ချို့သောညာဒေသတွေမှာချင်းပြည်နယ်အတွင်းမှာ လက်ပံချောင်းလိုဒေသတွေမှာစစ်တပ်ကပြည်သူကိုအချိုတက်နေတာတွေပြန်စည်းရုံးနေတာကိုတွေ့နေရပါတယ်။ဒါဟာပြီးခဲ့တဲ့နှစ်အတွင်းကစစ်တပ်ကဒရုန်းကိုအစင်းမြင့်တင်ခဲ့သလိုအလားတူပဲကြောက်စရာကောင်းလာတဲ့ပြင်ဆင်မှုတစ်ခုလိုပဲဆိုကြပါတယ်။ဒီတော့လေတော်လိုင်းအင်အားစုတွေကပြင်ဆင်စရာရှိတာပြင်ဆင်ပြီးပြုပြင်စရာရှိတာတွေကိုပြုပြင်ဖို့လည်းမဖြစ်မနေလိုအပ်နေပါပြီ။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ပြည်သူတွေရဲ့စစ်ပန်းပြီးစစ်အီလာမှုတွေကိုထည့်သွင်းစဉ်းစားဖို့လည်းလိုလားနေပြီလို့ထင်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့တနှစ်နေရင်ဒေါ်လာရင်းပြီးမယ်နှစ်နှစ်နေရင်ဒေါ်လာရင်းပြီးမယ်ဆိုတဲ့စကားတွေကြားပြည်သူတွေဟာမျှော်လင့်ရင်တောက်ခံခဲ့တာ၅နှစ်အတွင်းဝင်လာနေပါပြီ။ဒီ၅နှစ်အတွင်းလေချောင်းကြင်ကြင်ကျဲခံရသလိုအကြိမ်ကြိမ်လဲအသက်ဘေးလူပြီးဆစ်ဆောင်ခဲ့ရပြီးပါပြီ။လာလူပဲမိသားစုတကွဲတပြားနဲ့လည်းနှစ်ပေါင်းများစွာနေထိုင်ခဲ့ရပြီးပါပြီ။ဒီချိန်ဒီပုံစံတွေကိုညီငွေ့နေမယ်ဆိုတာလည်းသိကြပါတယ်။ဒါကြောင့်တော်လိုင်းရဲ့တအူးမှရှိနေတဲ့ဆိုတဲ့အဖွဲ့အစည်းတွေပုံကိုယ်တွေအနေနဲ့လည်း ဒေါ်လန်ရေးကိုဒီထက်ပိုမကြစေ ရေးတွေညှိနှိုင်းစရာရှိတာညှိနှိုင်းပူပေါင်းလှုပ်ဆောင်စရာ ရှိတာလှုပ်ဆောင်ကြဖို့ထက်မှန်သတိပေးတိုက်တွန်းခြင်းပါတယ်။ဆောင်းမာရေးသားသူမင်းတော်ဆောင်းမာဖတ်ကြားသူကိုထွန်း